အားလုံးပဲမင်္ဂလာပါရှင်။ခစ်တစ် TV သတင်းဌာနကနေပြီးတော့ထိတ်တန့်ရောက်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ KNU သိမ်းပိုက်စစ်ဆင်နေသည့် DKBA ကြားဖြန့်အလုပ်ရုံကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင် DKBA ကကြားဖြန့်အလုပ်ရုံများကိုဆက်လက်ကာကွယ်ပေးနေပြီးလက်နက်ကိုင်အဖွဲ့များမလာရနေမီတပ်မတ်တိုင်ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်တွင် KNU သိမ်းပိုက်စစ်ဆင်နေသည့်မင်းလက်ပံကြီးပါရှိ GKBA ကြားဖြတ်အလို့ရုံကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်နေကြောင်းကရင်စည်ရေးတရင်ချင်းမြက်ကသတင်းဌာနကိုပြောကြားပါရယ်။ယနေ့နိုဝင်ဘာလ26ရက်နေ့ KNU ကတိုက်ခိုက်သိမ်းပိုက်စီးနင်းထားသောမင်းလက်ပံကြီးရွာရှိ GKBA တပ်ဖွဲ့ပိုင်ကြားဖြတ်ငွေလိမ်လည်သောခြံဝန်းကြီးကိုအကြမ်းဖက်စစ်တပ်ကအသေးကန်ဒရုန်းများဖြင့်လကောင်းတိုက်လေယာဉ်များဖြင့်လကောင်းဗုံးကျဲတိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့ကြောင်းသိရပါရယ်။စစ်တိုက်လေကြောင်းတိုက်ခိုက်မှုကြောင့်မြေပြင်တွင်ထိခိုက်မှုရှိတော်လဲမြစ်လက်ပံကျေးရွာဝင်းကျင်တွင်အုံတော်ချံပိုင်း ကျောင်းဆိုင်ခင်းပိုင်းနဲ့တင်းကြီးနေရာဘက်သို့ကြားရောက်ပောက်ပွဲခဲ့ကြောင်းသိရပါတယ်။အရင်ရက်တွေကလေးကစစ်တပ်ကကာမီကာဇီဒရုန်းနဲ့ဖုံးလာခြင်းတွေတရုတ်တွေထိခိုက်တာရှိတယ်။ဒီဘက်ကဒရုန်း gas နဲ့ပစ်ဖန်းတော့ဒရုန်းတွေပြုတ်ကြတယ်ပောက်ကွဲတာမျိုးမရှိဘူး။တရုတ်ဆိုင်မှာကကြားဖြတ်အလုပ်သမားတွေကိုစစ်နေမင်းနေတုံးပဲဆိုတော့သတိထားနေရတယ်။ဒီလေတော့က jet fighter နဲ့လာကျဲတာဆိုတော့ရွာတွေကအုံပင်တော့ဘက်ကြားရောက်ပောက်ကွဲတယ်။ အိမ်ွေချမ်းွေထီတဲ့တရုတ်ဆိုင်ဘက်တော့မထီဘူးရွာပြမာကစစ်တပ်စစ်ကြောင်းနဲ့တိုက်ပွဲကဖြစ်နေတော့မယ်ဟုကရင်စည်ရေးသတင်းရင်းမြစ်ကရှင်းပြပါရယ်လက်ရှိမင်းလက်ပတ်နှင့်အင်ချင်းမြိုင်ကျေးရွာဘက်တွင် KNU ကတိုက်ခိုက်သိမ်းပိုက်စစ်ဆေးနေသည့် DGPA ပိုင်းကြာဖြတ်ရုံအပြင်အခြားကြာဖြတ်ငွေလိမ်လုပ်ငန်းခြံဝန်း၁၀ခုထပ်မံနေကြန့်ရှိနေကြောင်းရင်းနေရာများတွင် DGPA ကလုံခြုံရေးတင်းကျပ်ခါငွေလိမ်လုပ်ငန်းဆက်လုပ်နေစေဖြစ်ကြောင်းသိရပါရယ်အင်ချင်းမြိုင်ကျွန်းတော်မင်းလက်ပတ်စီဆိုင်နေရာတွင်မှာကတရုတ်အလုံယုံတွေကြန့်နေသေးတယ် အတီးနဲ့အသေးဆိုရင်ကြာဖြန့်စေယုံလောက်ရှိနေတယ်။မိဆက်တွေဖွင့်ပြီးအလုပ်လုပ်နေတုန်းပဲ DKBA တွေလည်းရှိတယ်။ရွာရှိဘက်မှာကစစ်တပ်နဲ့ကကရင်အဖွဲ့ PDF အဖွဲ့တွေတိုက်ပွဲဖြစ်တာလက်နက်ကြီးတွေလည်းဖြစ်တယ်။ကန္နာပိုင်းနဲ့ရွာတဲ့ပိုင်းကတော့ကြီထီလိုက်အလုံးကြီးထီလိုက်အိမ်တွေဆိုင်တွေပြက်ကုန်တယ်ဟုကရင်စစ်ရေးတရင်ရင်းမြစ်ကရှင်းပြပါရယ်။လက်ထလုံး DGPA ကစီရီတင်းမာနေသည့်ဖလူဘောလင်နှင့်စုကလီအထိမြည်သည့်လက်နက်ကိုင်အဖွဲ့ကိုမှမင်းမဖြတ်တန်းသွာလာခွင့်မပြုတော့ကြောင်းနှင့်အရေးပေါ်ကိစ္စသွာလာရရှိပါက ဂျိုတင်အကြောင်းကြားသတင်းပို့ညှိနှိုင်းပြီးမှဖြတ်တန်းသွားလာခွင့်ပြုမိဖြစ်ကြောင်း TKPA ကသတင်းထုတ်ပြန်ကြေညာပါတယ်။ကျမရတဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။